ဘဝရဲ့ရှင်သန်မှုသူတို့ဘာတံပိုးထားတဲ့အရာကိုဖျက်ဆီးမယ်ဆိုရင်ကိုယ့်ရဲ့ရှင်သန်မှုဟာလည်းပဲအကြောင်းတစ်မျိုးမျိုးကြောင့်တစ်ချိန်ချိန်မှာဖျက်ဆီးရလိမ့်မယ်။လောကကြီးရဲ့တဘာဝဆိုတာအလွန်တရားတယ်မျှတတယ်တူညီတဲ့အကျိုးပေးကိုရတယ်။ဟုတ်လား။လောကကြီးမှာလူတွေတတ္တဝါတွေကဘာကိုတံပိုးအထားဆုံးလို့လဲမေးရင်ဒီရှင်သန်မှုကိုတံပိုးထားတာ။အဲ့ဒီတံပိုးအထားဆုံးဆိုတဲ့ရှင်သန်မှုကိုဖျက်ဆီးတယ်ဆိုရင်ဒါအလွန်ဆိုးွားတဲ့အမှုကြီးပေါ့။ဟုတ်တယ်မဟုတ်လား။ သူများရဲ့ရှင်သန်မှုကိုကြတော့ဖြစ်ရှိခြင်းနဲ့ကိုယ်ရှင်သန်မှုကိုကြတော့အထီးကိမခံနိုင်ဘူးဆိုရင်ဒီလူဟာစိတ်ကောင်းရှိတဲ့လူလို့ဆိုမလားစိတ်ယုံမှရှိတဲ့လူလို့ဆိုမလားအေးဒါစဉ်းစားတယ်ပေါ့ဆက်ပြီးတော့စဉ်းစားနော်ပိုင်ဆိုင်မှုလူတိုင်းမြတ်လို့တယ်ခိုးတယ်ယူတယ်ဆိုရင်ဒါပိုင်ဆိုင်မှုကိုဖြစ်ရှိတယ်လူတိုင်းဒီကာမဂုဏ်ကိစ္စဒီအိမ်တော်ရေးကိစ္စပါရခြင်းတယ်စဉ်းစားကြည့်ပါပေးတဲ့တို့ဉာဏ်ရှိတယ်ဒါကြောင့်မလုတ်တဲ့မလုတ်ထိုက်တဲ့အလုတ်ကိုမလုတ်မိအောင်ကြိုးစားဖို့ကပိုပြီးတော့အရေးကြီးတယ် လုတ်တဲ့လုတ်ထိုက်တဲ့အလုတ်ကိုပါလုတ်ဖြစ်အောင်ကြိုးစားအောင်မယ်ဆိုရင်တော့ဒါအတိုင်းထက်အလွန်ပေါ့နော်။ဒါကြောင့်ဘေးသာပေါင်းသူတော်ကောင်းတို့အဲ့ဒီမြင့်မြတ်တဲ့တီလတမာရီပညာတို့ရဲ့အကြောင်းတရားဖြစ်တဲ့တီလနိဗ္ဗာန်ချမ်းသာကိုမြန်မြန်ရစေနိုင်တဲ့တီလသူတော်ကောင်းတရားမှန်သမျှတို့ရဲ့တရားဖြစ်တဲ့တီလတီလရဲ့ဂုဏ်ကျေးဇူးကိုပြောရင်တော့ကိုယ်နိုင်ဝယ်ရမှာရှိဟုတ်လားတီလတကယ်ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအလွန်မှလူလောကကြီးမှာရဲရဲရှင်းရှင်းနေနိုင်တဲ့ နောင်တရစရာဘာမှလည်းမရှိဘူး